မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ KNDP ဖားဆောင်မြို့အခြေဆိုင်ခလာရ134ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့အချမ်းမတ်စစ်တပ်ရဲ့တိုက်လေရင်တစည်းကိုလည်းပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ25ရက်နေ့ကဖားဆောင်မြို့အခြေဆိုင်စစ်ကောင်စီရဲ့ခလာရ134နဲ့ခလာရ135တို့ကိုစတင်တိုက်ခိုက်ခဲ့ပြီးတော့ ဇွန်လ30ရက်နေ့မှာခလာရ134ကိုအပိသက်တိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ခလာရ134တိုက်ရင်ကိုတိုက်ခိုက်တိမ့်ပိုက်တဲ့အချိန်မှာလက်နက်ခဲရန်အများပြားကိုတိမ့်စီရရှိခဲ့ပြီးတော့120မမလက်နက်ကြီးများဟောဝဇာအမြောက်များနဲ့လက်နက်ခဲရန်များစွာကိုလည်းရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဇွန်လ2ရက်နေ့မနက်တနာရီကန်အချိန်မှာဖားဆောင်မြို့တိုက်ပွဲကိုဘုံကျဲတိုက်ခိုက်ရန်ပြန်တန်းလာတဲ့စစ်ကောင်စီရဲ့ Jet Fighter 4ရင်4စီးကိုကရင်နီတော်လိုင်းတပ်ပေါင်းစုတော်လိုင်းရဲဘော်များက တံပြန်တိုက်ခိုက်ခဲ့ရာတရုတ်နိုင်ငံထုံး FTC 2000G အမျိုးအစားတိုက်လေရင်တစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီလေရင်ကိုမနေ့ကဇူလိုင်လ3ရက်နေ့မွန်းလွဲ2နာရီအချိန်မှာဖားဆောင်မြို့အနီးဝန်းကျင်မှာရှော့ဖွေတွေ့ရှိခဲ့ပြီးတော့လေရင်မှု2ဦးရဲ့မသားရုပ်အလောင်းများကိုလည်းအပိုင်းအစများတွေ့ရှိခဲ့ရတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ1ရက်နေ့မနက်9:00နာရီကမှာ ရွာသားရွာနဲ့တီကုံတီတောင်ကုန်းရွာချားမှာအကြမ်းမဆစ်ခွေးများနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိပိတ်တိုက်ပွဲဟာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းမဆစ်ခွေး၁၀ကောင်တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး နှစ်နာရီကြာအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်ရဲဘော်တွေဘက်ကတော့အထူးကိမရှိပါဘူးပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့စစ်ခွေးဆယ်ကောင်ကတော့မျက်မြင်သိဆုံးသွားတယ်လို့မြင်းညာခရိုင်တရင်6တပ်ခွဲနဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတပ်ခတ်မှုကိုမြင်းညာခရိုင်အမှတ်6တပ်ရဲ့ TGYR Youth Guerrilla Counter Revolution ငန်းစော်ညီနောင်မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့မှာလျှက်စစ်မီးလိုင်းပြင်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က၅ဦးသေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁ရက်နေ့မနက်၄:၄၀မိနစ်ခန့်မှာ တောင်သာမြို့နယ်တမ်မဏိဆက်ယုံကအကြမ်းဖက်စစ်ခွေးများဟာလျှက်စစ်မိတိုင်းများပြင်ဆင်ရန်ထွက်လာတဲ့အချိန်မြင်းညံခရိုင်အမှတ်3တပ်ရင်းကတော်လိုင်းရဲဘော်များကကင်းမုံဝစ်ပြီးတော့စတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးနှစ်ကောင်တေဆုံးပြီးတော့စစ်ကောင်စီတပ်သားတွေကမသားအလောင်းတွေကိုထားပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိတဲ့ဒုတိယတဲက ၃ဦးဟာလည်းတောင်သာဆေးုံမှာတိတ်ဆုံးသွားပြီးတော့အယောက်20လောက်ထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းမှာစစ်ကောင်စီတပ်သားအင်အားအများအပြားနဲ့ရောက်ရှိလာပြီးတော့မီးလိုင်းများပြင်ဆင်ပြီးစစ်သားမသားအလောင်းနှလောင်းကိုလာရောက်ပြီးတော့ကောက်ယူသွားကဇူလိုင်လ၂ရက်နေ့မှာမီးသဂြိုလိုက်တယ်လို့သိရပါတယ်အင်အားတရာကျော်ထိုးတဲ့စစ်ကြောင်းပေါ့နှစ်ကောင်ကတော့မြေပြင်မှာဓာတ်ပေါ်ဒီကိုမတည်နိုင်မဲနဲ့ထားခဲ့ရတာပေါ့ကျန်တဲ့၃ကောင်ကတော့သူတို့ကိုတည်သွားတယ် ေတာကငါးကောင်ဒဏ်ရာရတာကတော်တော်များတယ်စစ်ခွေးအရှင်ဖမ်းမိတာတော့မရှိဘူးလို့မြင်းညာခရိုင်တရင်အမှတ်၃ကတောင်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထံကနေပြီးတော့ 5.56G 20တောင်း G3G 46တောင်းလက်ပြဘုံ၅လုံး60မမ2လုံး G3G ပေါက်3ခု MAG ပေါက်3ခုနဲ့ဖုန်းတစ်လုံးတော့ကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေလူကွဲလာတဲ့စစ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မှာအောင်လံမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းကစစ်ကောင်စီတပ်သားတအုပ်ဟာ MA1 အမျိုးအစားတနက်တလန်ကြီပေါက်3ခု 5.56G အတောက်260မမဘုံဒီတလုံးတို့နဲ့အတူ စစ်ကြောင်းတွေကနေပြီးတော့လူကွဲလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ကြောင်းထိုးတဲ့နေရာဒေသကတောတောင်ထူထပ်တဲ့အတွက်လူစုကွဲပြီးမျက်စိလည်နေတဲ့အချိန်ကျွန်တော်တို့ရဲဘော်တွေကနည်းမြေရှင်းလင်းရင်းနဲ့ဖမ်းမိတာပါ။ဖမ်းဆီးထိန်းသိမ်းထားရင်းနဲ့ခုခံထွက်ပြေးလို့မလွဲတာမရှောင်တာပြစ်ခတ်လိုက်ရတာပါ။လက်ရှိကျွန်တော်တို့တိုင်ရင်ကနေလုံနေတဲ့မိုးချိုးကြီကကမ်ပိန်းလေးကိုလည်းမိဘပြည်သူတွေအနေနဲ့ပါဝင်အားဖြည့်ပေးဖို့မြစ်တာရက်ခံကြမှာတယ်လို့အမတ်900နှစ်တက်ရင်တက်ခွဲ3တောင်တွင်းကြီးတက်ခွဲကတာဝန်ရှိသူကပြောကြားထားပါဗျ။ ဖမ်းဆီးရရှိတဲ့စစ်ကောင်စီတပ်သားကိုကောင်းမွန်စွာထိန်းသိမ်းထားပြီးတော့စစ်ဆေးမင်းများနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့ဝင်များကိုခုခံပြီးထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးရသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုကိုအမှတ်902တက်ရင်တရက်ခရိုင်အမှတ်1တက်ရင်နဲ့အောင်လံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမကွေးခရိုင်၆မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၂ရက်နေ့မနက်၁၇:၁၅မိနစ်ခန့်မှာ၆မြို့နယ်မြေပလုံရွာနယ်တောင်သာရွာကြားမှာ ဆလီမြို့နယ်အခြေဆိုင်ခလာရ416ကအင်အား80ခန်းနဲ့တက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းအပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ရာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနအီကျော်ကြောင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်ခွေး3កောင်တိတ်ဆုံးပြီးတော့အရာရှိတအုပ်အပါအဝင်15ဦးလောက်အပြင်းထန်ဒဏ်ရာရရှိပြီးအဲ့ဒီစစ်တပ်စစ်ကြောင်းဟာ၄ကြောင်ပစ်ကူ3ချိန်ခေါ်ယူပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ ကပောင်းတဲ့ဘက်ကနေပြီးတော့ဆလီဘက်ကိုပြန်ဆုတ်သွားတာပါသူတို့ကစစ်ကြောင်းစထိုးလာတော့ကဆလီဘက်ကနေပြီးတော့စထွက်လာပြီးတော့ကာလန်ဘေးရွာငယ်ကန်ကနေပခန်းငယ်တို့ဘက်ကိုစစ်ကြောင်းတောက်လျှောက်ထိုးလာတာပေါ့တောင်သာနာကြမှာကျွန်တော်တို့နဲ့စပြီးထိပေတိုက်ပွဲဖြစ်တာလေကြောင်းပစ်ကူက18နဲ့3កောက်လာပစ်သွားတယ်ရော့ကတ်တွေနဲ့အလုံးပေါင်း15လောက်တော့ရှိပါတယ်ဒဏ်ရာရတဲ့သူတွေကို ဲ့ဒီသူတို့စစ်ကြောင်းပြန်ဆုတ်တဲ့အချိန်မှာတခါတည်းပြန်တည်သွားတာတွေ့ရပါတယ်။အရာရှိတယောက်ကိုတော့ဖမ်းစင်နေပါလေလုပြီးတော့တည်သွားတာတွေ့ရတယ်လို့ Chalk Revolution Army CIA တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါတယ်။၎င်းတက်ခတ်မှုကို6မြို့နယ်တော်လိုင်းတပ် CIA မြိုင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြိုင်ပေါက်ပကပါမကွေးခရိုင်တရင်တက်6မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့6ပကပါနဲ့ဒေသခံမဟာမိတ်တပ်ပေါင်းစုများကပူးပေါင်းပြီးတော့တက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းချောင်းဦးမြို့နယ်ခင်မုံချေးရွာတနေရာမှာခင်မုံယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သားနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့မိုးလယ်2:45မိနစ်ခန့်မှာချောင်းဦးမြို့နယ်ခင်မုံချေးရွာတနေရာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ပြီးတော့ခင်မုံယူရန်ထွက်လာတယ်လို့သိရပါတယ်။အခုလိုမျိုးခင်မုံယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးစစ်ဒေသ တလာဝရီစစ်ကြောင်းအညာမိုင်းတပ်ခွဲကတော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးတော့တော်လိုင်းရဲဘော်များအနေနဲ့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ခင်မွန်ကျေးရွာတနေရမှာမြပလဲခွေးကြံကနေပြီးတော့လက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်ပြီးကင်းမုံယူဖို့ထွက်လာတဲ့စစ်ခွေးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးနှစ်ကောင်တေဆုံးသွားပါတယ်ကျွန်တော်တို့အညာမိုင်းတပ်ခွဲကရဲဘော်တွေကတော့အထူးကံမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ Burma Liberation Democratic Front BLDF ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမကွေးမြို့နယ်မှာပြည်သူတွေစီကစစ်မှုထမ်းခြင်းအတင်းအဓမ္မကောက်ခံနေတဲ့အုတ်ချုပ်ရေးမှုဘိုလ်ဝေးထဲကိုပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့မိုးလွဲတနအိကမှာမကွေးမြို့နယ်တေယာကောက်တိုက်နယ်ငားဆောင်ကြေးရွာအုတ်ချုပ်ရေးမှုဘိုလ်ဝေးထဲကိုတော်လိုင်းတပ်ဖွဲ့များကလမ်းခုလက်တနေရာအရောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာတနက်ကြီးစံနှစ်ချက်ထိမှန်ပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗျာ။ တေးဆုံးသွားတဲ့အုပ်ချုပ်ရေးမှုဘုံဝင်းထေးဟာအကြမ်းတ်စစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းပြီးတော့ဂျေးဝါနေပြည်သူများအပေါ်မှာစစ်မှုထမ်းခြင်း2000အတင်းအဓမ္မကောက်ခံခြင်းဂျေးဝါနေပြည်သူ3ဦးကိုစစ်မှုထမ်းတပ်သားအဖြစ်နဲ့ထည့်သွင်းခြင်းများလုံဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။မကွေးခရိုင်အတွင်းမှာရှိတဲ့အကြမ်းတ်စစ်ကောင်စီထောက်တိုင်များအနေနဲ့2025ခုနှစ်မှာဒီဇင်ဘာလမှာကျင်းပမယ်အကြမ်းတ်စစ်တပ်ရဲ့မဟုတ်မမှန်တဲ့ရွေးကောက်ပွဲကိုမပူးပေါင်းကြရန်သတိပေးလို့ကြောင်းပြောဆိုထားပါတယ်။ ူပေါင်းလှုပ်ဆောင်မယ်ဆိုပါကအချိန်မရွေးနေရမရွေးတိုက်ခိုက်သွားမှာဖြစ်ကြောင်းမကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကံကြီးမောင်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမကွေး Gorilla Warfare မကွေးပြောက်ကြားတပ်ဖွဲ့ Dragon King People Defense Force နဂါးမင်းပြည်သူ့ကာကွယ်အဖွဲ့တောင်တွင်းကြီးနဲ့တောင်တွင်းကြီး Fighter Force LBDF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ဆက်လက်ပြီးတော့လေမဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းပြီးတော့ ဖက်စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိကိုတိုက်ခိုက်ချင်းမုံသွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ခွေးများနဲ့အနီးအနားမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ရန်မကွေးပြောက်ကြတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းမဲ့ဆက်အာနာရှင်စနေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ